ရဒီယိုလာတဲ့လမ်းလေလာတဲ့လမ်းမှာကျွန်တော်ကားမောင်းနေတော့ကားတွေကပိတ်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 နေအဲ့မှာကားရက်တဲ့အချိန်ကအဲ့လိုအရင်ရိမ့်နေတာတွေ့တော့မှာအဲ့တော့မှငနေလောက်တာထင်တယ်ဆိုအိမ်ကိုဆက်ကြည့်တော့မှာမေးရလည်းပြောတယ်ငနေဟုတ်တယ်ငနေတော်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 ကြာကြာလုပ်နေတာစက္ကန့်30ကျော်လာမှုကားရက်လိုက်တဲ့အချိန်မှာအဲ့လိုရိမ့်နေတာဟုတ်ဟုတ်တော်တော်သိတာတယ်တော်တော်သိတာတယ်ကျွန်တော်အဲ့ဟိုကအာဒီကြောင့်သိမှန်ရှိနေပါလားလမ်းနေပိတ်နေချင်းကားတွေရက်လိုက်ပိတ်လိုက်ပိတ်လိုက်သွားလိုက်ဖြစ်နေချင်းမှာတိတိတသာပဲဗျဟုတ်ပေါ်တော်ပေါ်ရဟိုကကျွန်တော်ကျွန်တော် အခုခုနကြုံလိုက်ရတော့တော်တော်လေးတော့ရင်ရင်ထိုးတယ်ဗျာဟုတ်ဟုတ်ကျွန်တော်တော့ဟိုဒေချာလေး online မသုံးရသေးဘူးမသိသေးဘူးဘာဖြစ်နေလဲဆိုတော့အဲယူရဆိုတော့ဟုတ်ဟုတ်ဟုတ်တယ်လို့တော့ပြောလို့ရတယ်ဗျာကျွန်တော်ကအဲအရက်တို့ပြီးရအဲ့လိုမျိုးအယ်ကိုဟောနဲ့နီကိုတင်းနဲ့ကျွန်တော်မကြိုက်ဘူးအဲကျွန်တော်အားကစားလုပ်ရတာဝါသနာအရန်ပါလို့ကျွန်တော်လုပ်ဖြစ်တာပါဟိုလိုမျိုး ကျွန်တော်ကျမ်းမာနုပြုံနေဖို့အတွက်လုပ်တာအထက်ကျွန်တော်ကိုယ်တိုင်ကဟိုအဲ့လိုမျိုးအသွေးရဲသားရရောဘလုံးကန်ရတာအားကစားလုပ်ရတာနှစ်သက်ပါတယ်အဲ့အတွက်ဒီရွယ်ထီကိုအဲ့လိုမျိုးတောက်လျှောက်ကိုပေါ့နော်မပြတ်တမ်းပေါ့နော်နေ့တတူရယ် live chat တစ်ခုနေနေပါကျွန်တော်လုံဆောင်ဖြစ်နေတာဖြစ်ပါတယ်မတောက်ဖြစ်ဘူးလားအဲ့တော့မတောက်ကျွန်တော်ရက်ရက်မတောက်အခုဘောမတောက်တာ73နှစ်74နှစ်ထဲရောက်ရောက်ပြီ73နှစ်ထဲရောက်ပြီအဓိကကတော့မကြိုက်တာပေါ့နော်မကြိုက်တာဆိုတာအဲ့အဲအဲမတောက်ဘူးလို့မဟုတ်ဘူးရက်တွေပါရငယ်ရတော့တောက်ဘူးရဲ့အဲ့လိုမျိုးမကြိုက်တာ ဆေးလေးတစ်ပါးလေးတောက်တယ်ဗျာကျွန်တော်မကြိုက်တာမကြိုက်တာဆိုတော့ဘောလုံးနေပါကန်တဲ့ခါကျရင်ဆေးလေးတောက်တာဟိုတခေါမလဲလူများရင်နဲ့ရှင်ပြီးကန်နေတဲ့အချိန်မှာကိုကအလကားနေနေဟိုအတုံးကြရဲ့လူဖြစ်ဖြစ်သွားစီရေပေါ့နော်ကျွန်တော်အဲ့ခံစားချက်ကိုမကြိုက်တဲ့အတွက်မတောက်တာအရက်လည်းအဲ့လိုပါပဲဟိုမကောင်းပြောတာမဟုတ်ပါဘူးကျွန်တော်ကျွန်တော်မကြိုက်တာပါကျွန်တော်မကြိုက်တော့ကျွန်တော်အဲ့ဒါကိုနောက်တောင်ကြောင်မတောက်တော့ပဲနေလိုက်တာပါဆိုတော့အဲ့ဒီသဘောပါပဲဟာအဲမူးတယ်ဒါအဲ့လိုပေါ့အရက်တောက်ရင်တော့လဲတောက်တဲ့လူတွေရောတီးတီးတယ်စပီလင်ပေါ့နော်အဲ့ဒီမူးပြီးတော့နောက်နောက်အဲ့လိုမျိုး အဲမူးဝတဲ့ဟာကြီးကိုကျွန်တော်မကြိုက်ဘူးနောက်တစ်ခုကကျတော့ကျွန်တော်တို့အဲ့ဒါအဲလိုပျော်ရွှင်စေတဲ့အရာတို့ကျွန်တော်မတတ်မှာဘူးအဲအဲ့ဒါအဲ့ဒါအဲမတောက်ဖြစ်တော့တာပေါ့ဗျာဟုတ်မကောင်းတာမကောင်းတာမကောင်းလို့မတောက်တာမဟုတ်ဘူးကျွန်တော်မကြိုက်လို့မတောက်တာဟုတ်ကဲကော ါဘောဒါဘောဒါဘောဟာတကျွန်တော်တို့ဒီလိုမျိုးအဲအမိတ်ဆုံစားပွဲအခမ်းအဝဲဒီမှာပေါ့ဒါမှမဟုတ်လည်းမင်္ဂလာဆောင်တွေမှာပေါ့အဲအဲ့လိုမျိုးထုတ်စလေးတောက်ကြတယ်ပေါ့နော်နော်ဝိုင်လေးတောက်ကြတယ်ပေါ့ဒီပုံမှာတော့ဟိုကောင်းပေမဲ့ခုနလိုဒီမှာလေးပြောသလိုပဲပေါ့နော်တန်စီလုံးမေးဖြစ်သွားရင်တော့တကိစ္စတွေမဟုတ်ပါဘူးဘယ်ကိစ္စမှမမကောင်းကောင်းမနိုင်ပါဘူးဗျဟုတ်ဟုတ်တော့လေပြင်းစင်မဟုတ်ရင်တော့မှကျွန်တော်အဲ့လိုမျိုးအပျော်ရန်အဆင့်အထက်ပူတဲ့ဒုတိယတန်းအဲ့လိုထားပါတော့ဗျကျွန်တော်တို့ငငယ်တက်တန်းလိုက်ပေါ့နော်ဆိုတော့အဲ့ဒီအရွယ်မှာဆိုအဲ့လို အဲ့လိုအနေအမှာဘုံလုံးကန်နေတဲ့လူတယောက်တော့ဖြစ်ကောင်းဖြစ်နိုင်ပါတယ်ဘာလို့လဲဆိုတော့ကျွန်တော်ကတော်တော်ဝါသနာပါလို့ဟုတ်ဒီရ habit ကကိုရေပေါ်လို့ပါပထမ habit ကပေါ်လို့ပါဟုတ်ကဲ့အဲ့ဒါသူကသူဘယ်လိုကနေဖြစ်တော့အဲ့လည်းမသိအဲ့ဒါကြတော့အဲဘောကျွန်တော်ပထမဦးဆုံးဝါသနာပါတာကတော့ကျွန်တော်ဘုံလုံးကန်တာကတော့ဒါကျွန်တော်ဘောမှာဝါသနာပါဆုံးပေါ့နော်ဒါအကားစားကိစ္စတွေပေါ့အမှမှကျွန်တော်ဆယ်ထဲအောင်ပြီးရဲ့ခါကျမှ အဒီကျွန်တော်တို့တချင်း exam အနေနဲ့တချင်းဆိုတဲ့ဟာပေါ့နော်အဲ့မှာတချင်းရည်တချင်းဆိုတဲ့အဲ့ကျွန်တော်တကယ်တမ်းကိုယ့်ကိုယ်ကိုထူးချွန်တယ်လို့သတ်မှတ်တာကတော့ဒီတေးဥဆောင်တဲ့ဘက်မှာပေါ့နော်ကျွန်တော်အဲ့လိုလေးတွားတွေ့ရပါဘောကျွန်တော်တို့ဒီ2000 2001ပတ်ချလေလောက်က1998 98ပတ်ချလေလောက်ကဘောလုံးလောကအခုအခုလိုမျိုးကျွန်တော်ပရိုလောကမဟုတ်ဘူးခင်ဗျအဲ့တော့မိဘတွေကလည်းအဲတချို့မိဘတွေအနေနဲ့ဒန်းတူပေါ့နော်ကျွန်တော်မိဘတွေကလည်းဒီအားကစားကိုအဲ့လောက်ကြီးဟို ဖတ်မိုးပေးကိုဆန္ဒမရှိကြဘူးဗျာဒါပေါ့ဒါဖေတော့ဖေကိုတိုင်းကလည်းစပိန်သမားတယောက်ပေါ့ဆိုတော့အဲ့ဖတ်မိုးပေးကိုအဲ့လိုမျိုးဆန္ဒအရင်မရှိရဲ့အချိန်မှာမှကျွန်တော်ဒီဟိုကျွန်တော်ဆွေမျိုးတွေကလည်းအစိုးရမျိုးမျိုးဖြစ်တော့သူတို့တွေကကျွန်တော်တို့ညီတွေကအကိုတွေကအကုန်လုံးပေါင်းပြီးတော့အစိုးရလုံးမယ်ဆိုတဲ့အချိန်မှာအဲပို့ပြီးတော့ကျွန်တော်ပတ်မိုးပေးရတဲ့ဘောဖြစ်တာပေါ့နော်ဆိုတော့ကျွန်တော်ကိုယ်တိုင်လည်းအဲ့ဒီဘောလုံးကန်တဲ့ထားတဲ့ဒီအစိုးရလိုင်းကိုအိမ်စမယ်အနေနဲ့ရွေးချယ်ပြခဲ့တာပေါ့အချိန်ဟုတ်တကယ်လို့အဲ့ချိန်မှာဒါဒီလိုပရိုတွေရှိခဲ့တယ်ဆိုရင်တော့ဘောလုံးကဘောလုံးကပဲဖြစ်ပါဘူးအရန်တည်ကြပါတယ် အရန်တည်ကြပါတယ်ကျွန်တော်အနည်းဆုံးအစိမ့်မြင်တမ်းမှာမကန်တမ်းမှာကျွန်တော်ဒုတိယရန်လို့ပါလို့မှာကျွန်တော်ကျင်လည်နေတဲ့ကစားသမားတစ်ယောက်ဖြစ်ကိုဖြစ်မှာပါတည်ကြပါတယ်တမားရပြကျွန်တော်တို့တပတ်တစ်ခါလောက်ပေါ့နော်အနည်းဆုံးကုသငွေကြီးနေနဲ့ဒီကွင်းကြီးပေါ့နော်ကွင်းကြီးလေးကန်နိုင်အောင်နော်တစ်ခါလေးလေးဖူစေလေးပါလေးကန်နိုင်အောင်တော့အဲဒီအသက်ရွယ်မှာဟိုကစားနိုင်တဲ့လောက်ပေါ့နော်ကောင်းကောင်းလေးကစားနိုင်အောင်ကြိုးစားပါရစေဗျဟုတ်ကိုလိုနဲ့ကန်တာကန်ဖြစ်ပါတယ်ကျွန်တော်အသင်းလေးရှိပါတယ်မိတ်ဆွေတွေနဲ့ဖွဲ့တာဟုတ်မှန်တော့ညီမလေးရဲ့အဲ့ဒါအလေးအကျင့်ဗျအလေးအကျင့်ဆိုတာလေကျွန်တော်ဒီ gym လေးဝိုင်းတိချာဆော့တာဆိုတာ9နှစ်10နှစ်ထဲရောက်နေပြီ နှစ်ရောက်နေပြီဆိုတော့ဟိုအလေးချင်းတစ်ခုအနေနဲ့ကိုယ့်ရဲ့နေတူဝါပေါ့နော်အဲ့လိုမျိုးလုပ် routine တစ်ခုအနေနဲ့လုပ်တာအဲ့လိုမျိုးအယိုးဆွဲလာပြီးနှစ်တီကြာလာတဲ့အခါကျတော့အဲ့ဒီဟာတစ်ခုကကိုတနေ့မှမလုံဆောင်လိုက်ရရင်ကိုယ့်ရဲ့အဲတနေ့တာလုံဆောင်မှုတစ်ခုမှလင်းနေတယ်လို့ခံစားရတယ်ဆိုတော့အဲ့ဒီအပေါ်မှာမူတည်ပြီးတော့ပဲကိုယ့်ရဲ့ life style တစ်ခုလိုဖြစ်လာတာပါဆိုတော့အာအလေးချင်းတစ်ခုကိုအချိန်မှန်များစွာတည်ဆောက်ရင်းနဲ့မှအဲကောင်းမွန်တဲ့အလေးချင်းတစ်ခုကိုအချိန်မှန်များစွာတည်ဆောက်ရင်းနဲ့မှအလေးချင်းအကောင်းကြီးဖြစ်သွားတဲ့သဘောလေးပါဟုတ် ငယ်တွေကတော့ခေတ်လူငယ်တွေအကုန်လုံးကတော့ကျွန်တော်တို့ထက်အကုန်ဂုံတိအကုန်တက်အကုန်နားနေနေကြတဲ့အနေအထားတွေပါဆိုတော့အများကြီးတော့ပြောစရာမလိုတဲ့လူတွေပါလူငယ်တွေကလေတခုပါပဲဟောဒီကျမကြီးနဲ့ပတ်သက်ပြီးတော့ဗောနော်အာကစားကိုဟိုအဲ့လိုမျိုးဘဝဒနာပါတဲ့အာကစားကိုလုပ်နေခြင်းကအဲကိုတို့ကတကယ်လက်ကြီးတစ်ပါးပါလို့ဘာလို့လဲဆိုတော့ အဲကျမကျမကျမနေမှာကိုလှုပ်ချင်တာကိုလှုပ်ခွင့်ရမယ်ကိုရှောက်ချင်တဲ့လမ်းကိုကောင်းကောင်းမွန်မွန်လေးပို့ပြီးတော့အားသင်္ကုန်တိုင်းရှောက်ခွင့်ရမယ်ဆိုတော့အားကစားလေးလှုပ်တာကျမယူပြီးဆိုင်တာတော့အရေးအရန်ကြီးပါရဲ့လို့ပြောလိုက်ပါတယ်ဗျာ။ဟုတ်ကဲ့ဒီနေ့ဟိုပါလေးဟုတ်အတော်ငင်းလှုပ်တာကိုပြင်မှာရောက်ကျွန်တော်ဒီလိုလာတဲ့လမ်းလေးလာတဲ့လမ်းမှာကျွန်တော်ကားမောင်းနေတော့ ကားတွေကပိတ်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 နေအဲ့မှာကားရက်တဲ့ချိန်ကအဲ့လိုအရန်ရိမ့်နေတာတွေ့တော့မှအဲ့တော့မှငနေလောက်တာထင်တယ်ဆိုအိမ်ကိုဆက်ကြည့်တော့မှမေးရလည်းပြောတယ်ငနေဟုတ်တယ်ငနေတော်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 ကြာကြာလုံနေတာစက္ကန့်30ကျော်လာမှဖြစ်နေဆိုတော့အဲ့အဲ့လိုအဲ့လိုအဲ့လိုရိမ့်ရိမ့်တို့တော့မူးမူးတယ်အဲ့အဲ့လိုဖြစ်နေကားမောင်းနေတယ်ဆိုကားရက်လိုက်တဲ့ချိန်မှာအဲ့လိုရိမ့်နေတာဟုတ်ဟုတ် တော်တော်သိတာတယ်တော်တော်သိတာတယ်ကျွန်တော်အေးဟုတ် အာဒီကြောင်တိပ္ပံရှိနေပါတယ်လမ်းနေပိတ်နေချင်းကားတွေရက်လိုက်ပိတ်လိုက်ပိတ်လိုက်သွားလိုက်ဖြစ်နေချင်းမှာတိတိတသာပဲဟုတ်ကိုယ်ဒါဘောမှာဒီတစ်ခါတော့ဒီငင်းထုတ်တာဟိုတော့အကျန်ဆုံးဖြစ်ခဲ့တာဒီရင်ရှင်းမှာလည်းလုပ်ခဲ့ရတာရှိတယ်ဒါပေါ်တော့ဗျာဟိုကျွန်တော်ကျွန်တော်အခုခုနကြုံလိုက်ရတော့တော်တော်လေးတော့ရင်ရင်ထိုးတယ်ဗျာဟုတ်ဟုတ်ကျွန်တော်တော့ဟိုဒေချာလေး online မသုံးရသေးဘူးမသိသေးဘူးဘာဖြစ်နေလဲဆိုတော့ဟုတ်တော်တော်လေးတော့ဟုတ်ကဲ့ဗျာဟိုမြို့ဒီမှာဆိုတဲ့ပြဿနာအဲဟုတ်တယ်နည်းနည်းလေးပဲခုနကကျွန်တော်ပွဲရောက်ခါစားမှာ ဲ့ဒီဥစ္စာကိုကြည်လိုက်နေမှာပွဲထဲမှာကြာဖုံးမသုံးဖုံးဖုံးမသုံးမှုတော့ကကြာအဆင်မပြေတော့ကျွန်မသိရသေးဘူးဟုတ်တယ်တော်တော်လေးတော်တော်လေးကြမ်းနေတော့ကြာတယ်ဟုတ်ကဲ့ဗျာကျွန်တော်လည်းဒါအခုလောလောဆယ်ပွဲထဲရောက်နေရောလေဟိုအွန်လိုင်းလည်းမသုံးဖြစ်တော့ဘာဘယ်နေရာဘာဖြစ်သွားလဲတော့တရားတော့မသိသေးဘူးဒါပေမဲ့လည်းဆုံးရှုံးမှုတွေရှိရဲဟာမှာတကယ်လည်းစိတ်မကောင်းပါဘူးတကယ်လည်းဘာလို့ပြရဘာလို့ပြရမှန်းတော့မသိပါဘူးတော်စိတ်မကောင်းပါဘူးပေါ့နော်ဆိုတော့ကျွန်တော်တော်တော်ကြည့်လိုက်ပါအောင်ပဲဗျာ